မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်အော်တိုဘာလ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့ညပိုင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့အဂျမ်ဘတ်စစ်ရှုံးတပ်ကရက်သားတွေကိုပို့ပြီးတော့တိုက်ခိုက်လာတဲ့အတွက်စီရီသတိရှိကြဖို့အေအေတိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ် အာရခဒေသကိုကြီးရေလီပူပေါင်းဆစ်စင်ရေးတွေလုံနေပေမဲ့အရှုံးနဲ့သာရင်ဆိုင်နေရတဲ့အကြမ်းဖက်ဆစ်ရှုံးတက်ဟာအရသာပြည်သူတွေကိုပိုပြီးတော့တိုက်ခိုက်လာတဲ့အတွက်စေရေးသတိရှိကြဖို့ရခိုင်တပ်တော် AA ကတိုက်တွန်းလိုက်ပါတယ်အကြမ်းဖက်ဆစ်ရှုံးတက်ဟာပြီးခဲ့တဲ့နှစ်နှစ်နီးပါးတုန်းကဆုံးရှုံးခဲ့ရတဲ့တပ်ရင်းတပ်မဌာနချုပ် တိုင်းဌာနချုပ်တွေအပါအဝင်စီရေးနဲ့နိုင်ငံရေးအရာအချက်အချာကြတဲ့နေရာတွေနဲ့မြို့ရွာတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့မြန်မာနိုင်ငံအနှံ့ထိုးစစ်ကြီးတွေလှုပ်လာတဲ့အတွက်ကြောင့် AA ကအခုလိုအတီးပေးလိုက်တာဖြစ်ပါတယ်။အကြမ်းဖက်ဆစ်ရှုံးတက်ဟာအာရခဒေတာမှလည်းကြီးရည်လီပူပေါင်းဆစ်စင်ရေးတွေလှုပ်ပြီးတော့အထူးသဖြင့်ကြောက်ဖြူဘက်ကိုအခုနှစ်မလှဆန်းကစပြီးတော့ထိုးစစ်တွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ထီရောက်မှုမရှိဘဲနဲ့အထီးအခိုက်အကြအဆုံးနဲ့သာရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ အေအေအနေနဲ့အော်ရခဒေတာတွေကတိမ့်ပိုက်ဖို့ကြံနေသေးတဲ့မြို့တွေကိုတိမ့်ပိုက်နိုင်ဖို့အတွက်ကြိုးစားနေတယ်လို့အော်ရခဒေတာနဲ့နေမြေချင်းထိဆက်နေတဲ့မကွေးတိုင်းတွေကနေရီကန်ပဲခူးတိုင်းက ညောင်ကျိုးဘျူဟာဂုံနဲ့ရံဝတီတိုင်းအဆက်ကလေးမျက်နှာမြို့နယ်တွေမှာလဲရန်သူထိုးစစ်တိုင်းကိုကြမ်းကြမ်းခံပြီးတော့တံပြန်ထိုးစစ်ဆင်တာကြောင့်အရင်နေရာတွေမှာလဲတိုက်ပွဲတွေနေတိုင်းနေပါဖြစ်နေတယ်လို့အသိပေးထားပါတယ်။လက်ရှိမှာနှစ်ဖက်စလုံးအတွက်စစ်ရေးအခြေချာကြတဲ့နေရာ၅ခုမှာအပြန်အလှန်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေနေစဉ်ရက်ဆက်ဖြစ်နေတာရတရက်ဘက်ပေါင်းများစွာရှိနေပြီလို့အေအေထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာနာသိန်းစစ်ရှုံးတက်ရဲ့ အယက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေမှုတွေအေအေကထုတ်ပြန်ရမှာတော့စစ်တပ်ဟာအရခဒေတာကမြို့ရွာတွေကိုလေချောင်းကနေတိုက်ခိုက်တာအပြင်ပင်လယ်ပြင်မှာရှိတဲ့စစ်သင်္ဘောတွေကနေပါစစ်ရေးပြစ်မှတ်မဟုတ်တဲ့အယက်သားပြည်သူတွေနေထိုင်ရာရပ်ကွက်ကျေးရွာတွေကိုရန်တမ်းတိုက်ခိုက်နေတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ် ဒါအပြင်ကန်းနီးပင်လယ်ပြင်မှာတနိုင်တပိုင်းဝမ်းစာရှာနေကြတဲ့ရေလုံသားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေအခုရက်ပိုင်းမှာဇက်တိုက်ပြုလုပ်လာတာတွေ့ရတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အကြံဘက်ဆစ်ရှုံးတက်ကအရသာပြည်သူနေထိုင်ရာနေရာတွေစာတင်ကြောင်းတွေစေယုံစေကန်းတွေနဲ့တာတနီကအဆောင်တွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားပြီးတော့ရေချောင်းလေချောင်းကနေတိုက်ခိုက်နေတာကြောင့်ပင်လယ်ကမ်းအနီးကမြို့ရွာတွေမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ရေချောင်းလေချောင်းတိုက်ခိုက်မှု NDA တွေကိုအထူးသတိထားကြဖို့နဲ့စေအေးသတိရှိကြဖို့ရခိုင်တပ်တော် AA ကအသိပေးနှိုးဆော်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့တာလွန်အင်အားနဲ့စစ်ကြောင်းထိုးနေတဲ့စစ်သားတွေကိုနေမနာညမအိတ်ခုခံကာကွယ်နေတယ်လို့ KNDF ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် ကင်းနီပြည်နယ်တဲကပရူဆိုမြို့ပတ်ဝန်းကျင်ကိုအကြမ်းဖက်စစ်တပ်ကဒါလွန်အင်အားနဲ့စစ်ကြောင်းထိုးနေတာကြောင့်စစ်ရေးပြင်းထန်နေပြီးတော့နေမနာညမအိတ်ခုခံကာကွယ်နေတယ်လို့ကင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF တရင်15ကမနီကအော်တိုဘာလ10ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်စစ်ရေးပြင်းထန်နေတဲ့ကာလဖြစ်တာကြောင့်စစ်တပ်ရဲ့ထိုးစစ်ကိုနေမနာညမအိတ်ခုခံကာကွယ်ပေးနေတဲ့ရှေ့တန်းစစ်မြေပြင်ကရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို KNDF တပ်ရင်း15ကထုတ်ပြန်လာတာဖြစ်ပါတယ်။စစ်တပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်နေ့စဉ်နေပါတိုက်ပွဲတွေပြင်းထန်နေပြီးတော့တော်လိုင်းတပ်ဖွဲ့တွေဘက်ကခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အကြံဘတ်စစ်တပ်ကပရူဆိုမြို့ပတ်ဝန်းကျင်ဒေသတွေကိုတာလွန်အင်အားအပြင်လက်နက်ကြီးတွေလေကြောင်းထိုးနေပါအပြင်းထန်ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့ သတိဝရိယနဲ့သွာလာနေထိုင်ပေးကြဖို့ကိုလည်း KNDF တရင်15ကမြေတားရက်ခံထားပါရယ်။ Lyco Timosu နဲ့ Fruzu မြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်နေပြီးတော့ဘယ်ကုံမြို့နယ်မှာလဲစစ်တပ်နဲ့ PNO ပြည်သူစစ်တပ်တွေစီရေးလှုပ်ရှားနေတယ်လို့မိုးပြဲမြို့နယ်မှာလဲစီရေးလှုပ်ရှားမှုတွေရှိနေတာကြောင့်ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့ KNDF ဘဝကလည်းအသိပေးထားပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံအပါအဝင်ဒေတန်ပေးမှုဖြတ်သိမ်းရေးမှာမပါဝင်သေးတဲ့နိုင်ငံတိုင်းဒေတန်ပေးတာကိုတရားဝင်ဆိုင်းငံ့ထားဖို့ EU သတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာနိုင်ငံအပါဝင်ဒေတန်ပေးမှုဖြတ်သိမ်းရေးမှာမပါဝင်သေးတဲ့နိုင်ငံတိုင်းဒေတန်ပေးတာကိုတရားဝင်ဆိုင်းငံ့ထားဖို့ဥရောပသမဂ္ဂ EU ကသတိပေးချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။ကမ္ဘာလုံးဆိုင်ရာဒေတန်ပေးမှုတားမြစ်ရေးနေ့ဖြစ်တဲ့မနေ့ကအော်တိုဘာလ10ရက်နေ့မှာဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်နဲ့ ဥရောပကောင်စီအတွင်းရေးမှူးချုပ်တို့ကပူးတွဲကြေညာလိုက်တာဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာတည်တံ့ပေးမှုစန့်ကျင်ရေးနှင့်အထိမ်းအမှတ်အနေနဲ့ဥရောပသမဂ္ဂနဲ့ဥရောပကောင်စီတို့ကမြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းတည်တံ့ပေးမှုဖြတ်သိမ်းရေးမှာမပါဝင်သေးတဲ့နိုင်ငံတိုင်းတည်တံ့ပေးတာကိုတရားဝင်ဆိုင်ငံ့ထားဖို့တောင်းဆိုထားပါတယ်။ဥရောပသမဂ္ဂ EU နဲ့ဥရောပကောင်စီတို့ကဘယ်လိုအခြေအနေမှာပဲဖြစ်စေတည်တံ့ပေးတာကိုပြည့်ပြတ်သားသားစန့်ကျင်ကန့်ကွက်တယ်လို့ထပ်ပြီးတော့အတည်ပြုထားပါတယ်။ နိုင်ငံအားလုံးရဲ့သုံးပုံနှစ်ပုံကျော်ဟာတည်တံပေးတာကိုဥပဒေအရဒုမဟုတ်လက်တွေ့ဖြတ်သိမ်းခဲ့တာရှိပြီးတော့2024ခုနှစ်မှာဇင်ဘာပွေနိုင်ငံကတည်တံဖြတ်သိမ်းခဲ့တယ်လို့ဇမ်ဘီယာနဲ့ကိုတက်ဗီယိုတိုကအပြည်ပြည်ဆိုင်ရာအရက်ဖက်နဲ့နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ရဲ့အပိုဆောင်ပြည်ညင်အတီးပြုခဲ့တာကိုကြိုဆိုခဲ့ကြတယ်လို့အတည်ပြုထားပါတယ်။ဒီနှစ်ထဲမှာတည်တံပေးခြင်းကိုဆိုင်းငံ့ထားဖို့ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကိုနိုင်ငံပေါင်း130နိုင်ငံကထောက်ခံမေးပေးခဲ့ကြတာကြောင့်ဒီအရေးအတွက်ဟာစံချိန်တင် အရေးအတွက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။သေဒံဖြတ်သန်းရေးအပေါ်ကဘာတဝန်းထောက်ခံအားပေးမှုတွေတိုးလာနေပေမဲ့အချို့သောနိုင်ငံတွေမှာတော့သေဒံပေးတာတွေဆက်ရှိနေသေးဖြစ်ပြီးတော့2024ခုနှစ်ထဲမှာသေဒံအများဆုံးပေးတဲ့နိုင်ငံတွေဟာတရုတ်၊အီရန်၊ဆော်ဒီအာရေဗျာ၊အီရန်နဲ့ယီမင်တို့ဖြစ်တယ်လို့ဥရောပသမဂ္ဂအစိုးရကိုယ်စားလှယ်နဲ့ဥရောပကောင်စီအတွင်းရေးမှူးချုပ်တို့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ ဥရောပနိုင်ငံတွေထဲမှာဆိုရင်ဘီလာရုစ်နိုင်ငံဟာဒေဒန်မဖြတ်သိမ်းသိတဲ့တခုတည်းသောနိုင်ငံဖြစ်ပြီးတော့အမေရိကန်ပြည်ထောင်စုမှလည်းဒေဒန်ပေးမှုတွေဆက်ရှိနေတယ်လို့အဲ့ဒီကြေညာချက်ကထောက်ပြထားပါတယ်။ဒေဒန်ပေးတာကိုဆက်လက်အကောင့်ထည့်ဖို့နေတဲ့နိုင်ငံအနည်းငယ်သာရှိတဲ့အတွက်ကြောင့်ဒေဒန်ပေးမှုလုံးဝဖြတ်သိမ်းရေးပထမအဆင့်အဖြစ်ဥပဒေဆိုင်ရာယာယီရက်ဆိုင်မှုကိုစတင်ထုတ်ပြန်ဖို့ EU ကတိုက်တွန်းထားပါတယ်။ သုတေသနအချက်အလက်တွေအရတေရန်ရှိတဲ့နိုင်ငံတွေဟာတေရန်မရှိတဲ့နိုင်ငံတွေထက်ရာဇဝမှုမနည်းဘူးလို့သိရတယ်လို့တေရန်ဟာမှားယွင်းတဲ့တရားစွဲဆိုမှုတွေကိုပြန်လည်ပြင်ဆင်ခွင့်မရှိအောင်ပြုလုပ်ရရောက်တဲ့အပြင်ပြုပြင်ပြောင်းလဲရေးနဲ့လူမှုဘဝပြန်လည်ထူထောင်ရေးမှန်သမျှကိုလည်းပြက်ပြားစေတယ်လို့လည်းထုတ်ပြန်ချက်ကဆိုထားပါတယ် ဥရောပကောင်စီနဲ့ဥရောပသမဂ္ဂအနေနဲ့ဥရောပအပါအဝင်တည်ထောင်ပေးမှု ပြန်လည်စတင်တာတွေကိုတုံ့ပြန်သွားမှာဖြစ်တယ်လို့ဒါစီစန့်ကျင်တာတွေဆက်လုပ်သွားမှာဖြစ်ပြီးတော့ကမ္ဘာအနှံ့ တည်ထံဖြတ်သိမ်းရေးပွင့်လင်းမြင့်တာတဲ့ဒီမိုကရေစီနီလန်းတွေနဲ့ဆွေးနွေးလှုံ့ဆော်သွားမယ်လို့ EU ကထုတ်ပြန်ထားပါတယ်အခုနှစ်နိုဝင်ဘာလမှာဂျပန်နိုင်ငံမှာကျင်းပမယ့်ဒေသတွင်းတည်ထံပေးမှုတားမြစ်ရေးညီလာခံနဲ့2026ခုနှစ်မှာပြင်သစ်နိုင်ငံမှာကျင်းပမယ့်ကမ္ဘာလုံးဆိုင်ရာတည်ထံပေးမှုတားမြစ်ရေးညီလာခံကို EU ကကြိုဆိုလိုက်ပါတယ်။တည်ထံပေးတာနဲ့ဒါကိုအကောင့်ထည့်ဖော်တဲ့လုပ်ငန်းစဉ်တွေဟာလူကုန်တိတ်ခါကိုညှင်းပယ်တဲ့လူမဆန်တဲ့ရုပ်ညံ့တဲ့လုပ်ရပ်ဖြစ်တဲ့အတွက်ကြောင့်ဥရောပသမဂ္ဂနဲ့ဥရောပကောင်စီကတည်ထံကိုလုံးဝဖျက်သိမ်းဖို့တိုက်တွန်းထားပါတယ်ခ င်ဗျာဆက်လက်ပြီးတော့စီတုတ်တရာငပ်ဖေးလမ်းပိုင်းနဲ့စီတုတ်တရာဆက်လင်းလမ်းပိုင်းမှာစီအုပ်စုရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့စီတုတ်တရာ PDF ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် မကွေးတိုင်းအတွင်းကစီတုတ်တရာငဖေးလမ်းပိုင်းနဲ့စီတုတ်တရာဆလင်းလမ်းပိုင်းမှာစီအုပ်စုရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့စီတုတ်တရာ PDF ကပြောကြားလိုက်ပါတယ်။စီတုတ်တရာ PDF နဲ့ဒေသတွင်းတော်လှန်အင်အားစုတွေရဲ့စီအေးစီမံချက်တွေနဲ့တပ်ဖွဲ့ဝင်တွေရဲ့အချက်လက်တွေရန်သူဖြစ်တဲ့အကြမ်းဖက်စစ်တပ်ကရရှိထားတယ်လို့သတင်းတွေထွက်နေတာကြောင့်စီတုတ်တရာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအခုလိုပြောကြားလာတာဖြစ်ပါတယ်။ စီတုတ်ဒရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့စီတုတ်ဒရာငဖေးလမ်းပိုင်းနဲ့စီတုတ်ဒရာဆက်လင်းလမ်းပိုင်းမှာစီရေးစီမံချက်တွေလှုပ်ဆောင်နေချိန်မှာဒေတာတွင်တော်လိုင်းအင်အားစုတွေနဲ့စီတုတ်ဒရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စီရေးစီမံချက်တွေနဲ့တပ်ဖွဲ့ရဲ့အချက်လက်တွေအကြမ်းဖက်စစ်တပ်ထံပေါက်ကြားနေတာရှိတယ်လို့လည်းတပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့်စေတုဒ္ဓရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စည်းလှုပ်ရှားနေမည်ဖြစ်တဲ့စေတုဒ္ဓရာငဖေးလန်ပိုင်းစေတုဒ္ဓရာဆလင်းလန်ပိုင်းနဲ့စေတုဒ္ဓရာမြို့နယ်တောင်ပိုင်းနယ်မြေတွေကိုဖျက်ဆီးသွားကြမဲ့တော်လိုင်းအင်အားစုတွေအနေနဲ့စေတုဒ္ဓရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကိုကြိုတင်အကြောင်းကြားပြီးမှသွားကြဖို့အသိပေးထားပါရ။အသိပေးအကြောင်းကြားတာမရှိဘဲနဲ့ဖျက်ဆီးသွားလာတာကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုဖျက်ဆီးသွားလာသူနဲ့အဖွဲ့ရဲ့စည်းတွေကတာဝန်ယူရမယ်လို့စေတုဒ္ဓရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအော်တိုဘာလ10ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါရခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။